တကယ်ကိုမီလီယံနာတွေတထေးတွေကဒီလို view တွေနဲ့နေခြင်းလုံးလို့ဟိုမှာကြည့်ပါဦး private island မှာတန်ပေါင်းများစွာပေးဝယ်ပြီးတော့နေရတယ်ပေါ့နော် လုံးကိုကျွန်တော်ရဲ့ accommodation ကိုခေါ်သွားပြမှာဖြစ်ပါတယ်ဗောနော်ဆိုတော့ဒါလေးကတော့ကျွန်တော်အခန်းဖြစ်ပါတယ်တန်းလာကြည့်ပါဗောနော်ဒါလေးက TV လေးတလုံးထားပေးတာလေဆိုတော့ဒါကျွန်တော်နေရကျွန်တော်နေရကနေပြီးတော့ကျွန်တော်အိတ်လိုက်တဲ့အခန်းမှာဒီကနေမြင်ရတဲ့မြင်ကွင်းလေးကိုကြည့်ပါအောင် It's amazing ဒီဝရဏလေးကနေထွက်သွားလိုက်မယ်ဆိုရင်ဘာရှိမလဲဝါးဒီကောင်လေးကျွန်တော်ဝယ်ထားတာအကြောင်းရင်းရှိတယ်ဒီကောင်လေးကခောက်ကုံလေးပေါ့နော်ကျွန်တော်အဲ့ဒါလေးယူပြီးတော့အဲ့ဒီကန်းဆက်တွေမှာတွတ်တွတ်ထိုင်အဲ့ဒီပြေးလန်းလေးမှာရှောက်လန်းလေးမှာကျွန်တော်တွတ်တွတ်ထိုင်လေးရှိတယ်ပေါ့နော်ဒီအခန်းရဲ့ဖွဲ့စည်းပုံကိုတခြားကြည့်မယ်ဆိုရင်လေ ဟိုတယ်နဲ့တောင်တွက်တူနေတယ်လို့ပဲဒီမှာဆိုရင်အာဖုန်းလေးတစ်လုံးပေးတာဒါ reception ကိုတန်းခေါ်လို့ရတယ်ပေါ့နော် reception ကနေပြီးတော့ကျွန်တော်တို့ဘာတွေ provide ပေးလဲဆိုတော့အာဒီပေါ့နော်တောက်ရီပုံးနေနောက်တစ်ခုကဒီ housekeeping ပေါ့နော် housekeeping ဟန်ကြတော့ကျွန်တော်အခန်းထဲရောဝင်မရှင်းဘူးဒါပေမဲ့သူက corridor တွေအားလုံး housekeeping ဟန်ရှင်းတယ် kitchen တက်တက်ရှိတော့အဲ့ kitchen ကိုလည်း housekeeping ဟန်ရှင်းတယ်ပေါ့နော် housekeeping တက်တက်ခေါ်ပေးတာတယ် အဲ့တော့ဒီဖုန်းကနေပြီးတော့ကျွန်တော်တို့ကမီးနဲ့ပတ်သက်တာရေနဲ့ပတ်သက်တာအဲလိုအပ်တာမှန်သမျှအခန်းတော့ပျောက်သွားတာဘာပဲဖြစ်ဖြစ်ပေါ့နော်ဒီ reception ကိုအကြောင်းကြားလေးရှိပါတယ်ပေါ့နော်အာဒီမှာရေခဲတက်တာပေးထားတယ်နှစ်ယောက် share တုံးပေါ့နော်နှစ်ယောက်နေရတဲ့အခန်းဖြစ်တဲ့အတွက်တိတ်ပြီးကြဲကြဲဝန်းဝန်းတော့မရှိပါနဲ့တကယ်ဟိုဟိုတယ်အတိုင်းပဲကျွန်တော်နေရလေးဒါကတော့အာကျွန်တော်ရတငယ်ချင်းဖြစ်သူပေါ့နော်ကျွန်တော်ရလောက်ပေါ်ကင်ပေါ့ပေါ့သူက သူ့နေရာလေးကိုသူကအကတာကျွန်တော်တော့မကတာဟုတ်ပေါ့နော်သူ့နေရာကြည့်မယ်ဆိုရင် तू ကလည်းရှင်းရှင်းလင်းလင်းနေတတ်တယ်အရန်ကိုရန်ကိုမိုက်ပါတယ်ပေါ့နော်စီကံရှိတယ်လူတယောက်ပဲကျွန်တော်ကတော့စီကံတိတ်မရှိဘူးကွာကျွန်တော်ကတော့ဒီမှာဖြစ်တယ်လို့ပဲဟောအန်စဝဲဒီပေါ့နော်တယောက်ဒီချမ်းစီမျှတုံးတယ်ဘီရိုလည်းတယောက်တလုံးမျှတုံးကြတယ်ပေါ့နော်မှန်နေကောင်ကတော့တခုပဲကျွန်တော်ပစ္စည်းတွေတော့မရှိဘူးသူပစ္စည်းတွေကြီးပဲ ဆိုတော့ဒါလေးကကျွန်တော်အခန်းပါပေါ့နော်အခန်းကိုထွက်လိုက်မယ်ဆိုရင်ဒီမှာ dispenser ရှိမယ်ဒီမှာဘဲဘက်မှာအခန်းတစ်ခန်းထပ်ရှိမယ်ကျွန်တော်နှစ်ခန်းပေါ့နော်ဒီအခန်းကတော့ဒီမှာလည်းနှစ်ယောက်နေတယ်ကျွန်တော်တို့လိုပဲဒါတို့ရဲ့ရေချိုးခန်းအိမ်ဓာတ်ပေါ့နော်ဒီဘက်မှာဆိုရင်ဒါကျွန်တော်တို့ရဲ့ရေချိုးခန်းအိမ်ဓာတ် kitchen မှာကြတော့လူတွေအားလုံးကတော်တော်ပဲစီကန့်ရှိတယ်။ယောက်ျားလေးရဲ့တက်တက်အုံမိန်းကလေးရဲ့တက်တက်စီးနေကန်းနေအဲ့လို ရောပြီးနေကြတယ်ပေါ့နော်ဆိုတော့ဒါကတော့ correct တော့ဒီဒီဘက်မှာလည်းအခန်းနေရှိတယ်ဒီဘက်မှာလည်းအခန်းနေရှိ totally hotel design ကိုလုပ်ထားတာပေါ့နော် apartment ရေ hotel နဲ့ကိုဆင်တယ်ဒါကြက်လေးကောက်ပေါ့ okay ဒီမှာဆိုရင် kitchen ရှိနေပေါ့နော်ဒါ sharing kitchen flat တစ်ခုလုံးအောင်လို့တွေကဒီမှာချက်ပြုတ်စားတော့ပို့လာကြတယ်ဒီမှာကိုအကန့်နဲ့ကိုဒီဒီအကန့်နေတာလေးပေးထားတယ် ပြီးရရင်ဒီမှာ digital meal လို့ရှိမယ်ဒီဘက်မှာလည်းရှိမယ် oven ရှိမယ် kitchen ထဲမှာရေခဲတစ်တာဘလုံးပေးထားတယ်အော်နောက်ပြီးတော့ဒါလေးကကျွန်တော်ရဲ့အော်ကျွန်တော်တုံးမိခဲ့တယ်ပေါ့နော်ဒါကျွန်တော်ရဲ့ကုံကြောက်ပစ္စည်းပါညာကုံထည့်ထားတဲ့နေရာပေါ့နော်ကဲဒီဘက်မှာချက်ပြုတ်ပြီးသွားပြီဆိုရင်ဒီဘက်ကိုထွက်လိုက်တဲ့အခါမှာဒါတော့ kitchen နဲ့ dining area ပေါ့နော် dining area မှာ ဘယ်သူမှတော့ချက်ပြုတ်စားတော့လို့တောင်းတောင်းမရှိဘူးเนาะကျွန်တော်တွေကဟိုတယ်မှာပဲစားပြီးလာကြတာများတယ်ဒီမှာကတော့အာပည့်ရက်လောက်ပဲဒီမှာချက်ချက်ပြုတ်စားတောက်ကြတာပေါ့เนาะတောင်းတောင်းလာပြီးမချက်ကြဘူး음 Trisbel Hotel လို့ခေါ်တယ်เนาะမြန်မာငွေနဲ့တွက်မယ်ဆိုရင်တညကို၄-၅သိန်းလောက်ပေးပြီးတော့ sea view ကိုတေချာမမြင်ရဘူးဗျာကျွန်တော်တို့ accommodation က sea view နဲ့ deck တူအောင်ဆောက်ထားတယ်ဒါပေမဲ့ accommodation ရဲ့အနောက်မှာ ဒီဟိုတယ်ကရောက်တိတ်အဆင်မပြေဘူးတိတ်အဆင်မပြေဘူးโอเคဒါဆိုရင်နောက်ဘယ်နေရာရှိလဲဆိုတော့အပေါ်မှာရေကူးကန်ရှိပါသေးတယ်ဗျာ roof top မှာ swimming pool လေးရှိပါတယ်ပေါ့နော်တစ်ချက်တော့ကြည့်ရအောင်ဟိုနေရောက်ပြီလမ်းနေ Hello ဘာလုပ်လို့လဲดูเลย Hello ทูทูหมดล่ะทูหมดล่ะทูหมดทูหมดล่ะนี่มา ထိုးလို့ရပြီထိုးလို့ရပြီโอเคဒီကတော့18လွာမှာရှိတယ်ဘီလီယက်ခုံပေါ့เนาะဒါ step တွေတို့ပေးထားတဲ့အထူးတည်တဲ့နေရာလေးပေါ့ရေးလဲလမ်းပါလေဘောဝါဝင်းဝါးဝင်းဝါးဒီအာ brother မဟုတ်ဖက်ဖက်လောမဟုတ်လေခေါ်စားเออบัวนี่ทูลมุ่ยเด้อโอเคโอเค ဒီမှာကဲနောက်ဆုံးဆူတောင်းလေးတခုနောက်ဆုံးဆူတောင်းလေးရဝင်ပြီလေနောက်ဆုံးဆူဟောတယ်လို့ဒီနေရာကတော့ accommodation ရဲ့အမြင့်ဆုံးနေရာပေါ့နော် rooftop ရောက်နေပါတယ်အခု four season ကိုကျွန်တော်ပြောင်းတာနောက်ထပ်2လဆိုရင်တစ်နှစ်ပြည့်တော်မယ်ပေါ့နော်ဒီ rooftop rooftop မှာရေကူးကန်လေးရှိတယ်ရေကူးကန်ကိုမရောက်ဖြစ်တာဆိုရင်ကျွန်တော်တော်တော်လေးကြာပါဘူး န်ကဲဒီနေ့ကတော့ကျွန်တော်တို့ကတော့ဒီ4 season accommodation မှာပေါ့ staff accommodation မှာရေးလာကိုးနေတာပေါ့ဒီကတော့ကျွန်တော်ရေးခုကန်ဖြစ်ပါတယ်တခြားမမြင်အောင်ရည်ကူးပြမှာပြုတ်ပါဟုတ်ပါဒါတော့ကျွန်တော်ရဲ့တငယ်ချင်းပါဘုရားမချင်းနေပါရဲ့မင်းတို့တေးပေါက်နေရပါဒါရာဒီနေရာလေးကတော့ကျွန်တော်တို့ table tennis ခုံလေးပေးထားတယ်ပေါ့နော် table tennis ခုံ ရှိတယ်ဒီဘက်မှာဆိုရင်အာဒီဘက်မှာဘောလုံးခုံနေပေးတာလေဆော့လို့ရပေါ့နော်အပြင်းပြေပေါ့ဟိုမှာဆိုဖာခုံနေအများကြီးဒီမှာတစ်ခု၂ခု၃ခု၄ခု၅ခု၆ခု၆ဝိုင်းပေါ့နော်ဝိုင်း၆ဝိုင်းအဲအဲ့လိုဧည့်သည်တွေကိုယ့်ရဲ့အဆောင်ကိုလာလေတဲ့အခါမှာဒီနေရာကိုခေါ်လာရပါတယ်နော်အခန်းမှာ not allowed ပေါ့နော်ဒီမှာအစ္စလာမ်ဘာသာဝင်တွေအတွက် ဝိပုရေနေရာအခန်းလေးပေါ့နော် prayer room ပေးထားတယ် prayer room လေးလည်းရှိတယ်ရှုခင်းကောင်းကောင်းလေးကြည်ပြီးတော့လေ့ကျင့်ခန်းလုပ်လို့ရတယ် gym ခန်းလေးတစ်ခန်းရှိပါသေးတယ် မှတ်တရတစ်ခုအနေနဲ့ငါဘာရင်းနိုင်ငံရောက်တုန်းကငါဘယ်ဟိုတယ်မှာအလုပ်လုပ်တုန်းကအကောမဒေးရှင်းကငါဘယ်လိုရခဲ့တယ်ဒီဟိုတယ်မှာငါအကောငါ့ရဲ့အကောမဒေးရှင်းကဘယ်နားမှာဘယ်လိုလေးနေခဲ့တယ်ပေါ့နော်အဲ experience တွေကိုကျွန်တော်ရဲ့အမှတ်တရအဖြစ်နဲ့တင်ခဲ့လိုက်ပါတယ် bye bye